MSP အခုကျွန်တော်လည်းတွေ့လာလဲမလားပြောပြပြပါရယ်ငါသုံးနဲ့လေးနဲ့လောက်ကပေါ့ဒီလားအန်ဒီဟိမာနေဝင်းနဲ့အဲ့လိုဂျုံလေးတစ်ချင်းနဲ့ပါလေအောမိတ်မဆရာဟိုမျက်မှန်လေးကိုနောက်တက်တက်ပြီးဆိုတော့လေကျွန်တော်မျက်မှန်လေးတက်ဆိုခွင့်ပြုပါရယ်အဲ့ဒီဟာပေါ့ထုံးစံတိုင်းမျက်မှန်လေးတက်ပြီးဆိုခွင့်ပြုပါငယ်ငယ်ကအဲ့လိုကြည့်ခဲ့ရလို့တို့ဟိုပွဲမှာစုံတော့လေအမှန်တကယ်ကတော့မနှုတ်ဆက်ရဲ့ရှိန်လဲရှိန်နဲ့ကြောက်လဲကြောက်တယ် ှိပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ nga di nei le a man no ma phat di ma ye sai ma ti di yaw daw ma ma phat di ma ye sai phin man di da so uh na na a o a a o a so le ma lo ho ma net ka law phin ma the na no ho wa facebook ma a ba ho tiktok ma le ချင်းမောင်အရင်တန်းစီပြီးဝယ်ရတဲ့အချင်းမောင်ဆိုပြီးတော့အရင်ခက်စားရတယ်လေ။တော့ကိုလည်းစားခြင်းခဲ့တယ်။ဒါပေမဲ့အခုဒီကိုမစားရသေးဘူး။အခုဒီရန်ကုန်ကြီးကိုရောက်လာပြီဆိုတော့ကွာရင်းမြင့်တော့ပျော်သွားတာတခုရယ်။အော်ငါမန္တလေးမှာသွားစားကြမလို့ရန်ကုန်မှာစားရတော့မယ်ပေါ့။ဟုတ်ဟာဥစ္စာကောင်းတာကြတော့ဒါအဟိုပါတော့ဥစ္စာကောင်းတဲ့တွေ့တာလည်းငါပြောပြပြပါရဲ ငါသုံးတဲ့လေးလောက်ကပေါ့ဒီလားအန်ဒီဟိမာနေဝင်နဲ့အဲ့လိုဂျုံလဲတစ်ချင်းနဲ့ပါလေအောင်မိတ်မဆဲဟာဟိုမျက်မှန်လေးကိုနောက်တက်တက်ပြီးဆိုတော့လေကျွန်တော်မျက်မှန်လေးတက်ဆိုခွင့်ပြုပါရဲ့အဲ့ဒီဟာပေါ့ကျွန်တော်ထုံးစံတိုင်းမျက်မှန်လေးတက်ပြီးဆိုခွင့်ပြုပါငငယ်ရအဲ့လိုကြည့်ခဲ့ရလို့နွားတို့ဟိုပွဲမှာစုံတော့လေအမှန်တကယ်နွားမနှုတ်ဆက်ရဲ့ဦးချိန်လဲချိန်နဲ့ကြောက်လဲကြောက်တယ်နွားတို့ဘာလဲလဲဆိုတော့တွေ့တဲ့ချိန်မှာလေ ဟိုကနှုတ်တာမနှုတ်ဆက်ရဲပဲဥစ္စာကောင်းကအဲသမီးလေးနှုတ်ဆက်ရဲချင်ပါလေကမလိုက်ကလက်လက်လောင်ရဲပေါ့နော်ဟာအဥစ္စာကောင်းသမီးမင်္ဂလာပါဆက်ချင်ပါဖြစ်ချက်တော့ဥစ္စာကောင်းရဲ့ဟိုသားလေးနဲ့သမီးလေးတာတော့သိတယ်ပေါ့နော်အဲ့ဒါကောင်းမရဲ့ညီဟန်ညီမဆိုခလေးတွေကကြရတာကြရတဲ့ချိန်ပါလေဥစ္စာကောင်းအော် လာတဲ့မင်းတို့ကားပေါ်မှာဖုတ်ပင်နေကြသူလာတယ်ဆိုတဲ့အချိန်တော့မှခလေးတွေကဟုတ်တယ်အဲ့ဒါလည်းအိမ်မမပါညာတော့မှဥထကောင်တို့ကချီးကျူးတာပေါ့နော်ဟာတမိတော်တယ်စက်ကျိုးသားပေါ့နော်ဟာဥထကောင်တို့လည်းငငယ်တော့ကမလို့ရှိတဲ့ကွာကြီးတော့နော်ကိုရှိုးမနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေလည်းတင်ပေးရဖြစ်တခြင်းဆိုဘုံမကြောက်ဘူးပေါ့နော်နော်အော်မိတ်မဆိုတဲ့တခြင်းလေးကြတော့ဝယ်ထားတယ်ဒါမဲ့မလုံးရသေးဘူးအကောင့်ထဲမှာပေါ်ရသေးဘူးဒါမဲ့နော်ရှိုးဘက်တို့ကမှဆုံးတော့ဥထကောင်တို့အဲ့တခြင်းလေးဆိုခြင်းတယ်လို့ဒီကလေးပြောတာဆိုလေးတယ်ဘာကြောက်စရာရှိလို့လဲပဲအဲ့ဒါနဲ့ပဲ ဟိုတကယ်ပေါ့နော်ဟို legendary အဆိုတော်နဲ့ပေါ့နော်ဟိုကစင်ပေါ်မှာအတူတူတွဲဆဝင်ရခဲ့ရဲဆိုတော့ဥစ္စာကလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တချင်းလေးလည်းဟိုကဖတ်ဖို့စူးစမ်းပါအောင်မယ် ားလုံးပြောပါဘာသာပါเนาะဟိုနွားဟိုချက်ငယ်တဲ့တုန်းကလည်းထုံးလေးလောက်အောင်ပဲချက်ငယ်ရနွားကိုအာသမီးလေးလိုပဲအာချက်တဲ့ဟိုထုံးလေးချက်တယ်ပေါ့နော်နွားကိုလက်တွဲပြီးခေါ်ပေးခဲ့တယ်အခုနောက်ထပ် legendary အစိုးရတယောက်နဲ့ထပ်တွေ့ရတယ်နွားငငယ်လေးကတိုက်ခဲ့ရတယ်နှစ်ယောက်စလုံးလေးအစိုးရကတော့အနိမေကလာလည်းအဲ့လိုချက်တယ်အခုဦးချက်ကလည်းစင်မမအိုအာသမီးလေးတယောက်ကောက်ရတယ်ဆိုတော့ငါဒီအနိမေညာလောကမှာငါအရန်ကန်ကောင်းပါကျောက်တာ ဦးချင်းကရုတ်တည်တယ်ရုတ်တည်တော့လည်းနွားကြောက်တာဒီကဘာမှအသိမပြောရောဒါမဲ့အဲ့ဦးချင်းကအဲ့လိုပေါ့နော်သူကသူတရားတရားတစ်ပိုင်းပေါ့နော်နွားကိုပြောရဲဆိုတဲ့နေရာမှာကြောက်ရလဲတကယ်သမီးလေးလိုပါပဲသင်ပေးတယ်အာတချို့ဟာဆိုလည်းမကြောက်နဲ့ဘာလို့ကြောက်တာလဲအတာဖွင့်ဆိုအဲ့နောက်ကန်ဒီလိုတက်တယ်အဲ့လိုလေးပေါ့နော်ခဏလေးတွေ့ရတဲ့အချိန်မှာတော့ခဏလေးသင်ပေးရဆိုလေတကယ်ကျေးဇူးနဲ့တင်ရလို့နွားဝမ်းလုံးဝမ်းတောက်ပါတယ်ဟုတ် ဗာပညာရလဲအဓိကကတော့ crowd control ပေါ့နော်ကျွန်တော်တို့ stage ပေါ်မှာဒီအောက်ကပွဲစီပရိသတ်ကိုဘယ်လို control လုပ်မလဲပေါ့အငိမ့်နေတဲ့ပရိသတ်ကိုတော့မှပဲကိုနဲ့တပါးတဲ့စီအောင်ဘယ်လိုလုပ်မလဲပေါ့အဲ့ဒါတွေကတော့ဟိုမြင်စရာကြားစရာလည်းဟုတ်တယ်တကယ်လက်တွေ့လည်းသင်ပေးရဆိုအဲ့ပညာလေးတော့ရပါတယ်ဟုတ်အဲ့တော့တခြင်းလေးတွေထုတ်ဖို့ရှိပါတယ်ကျွန်တော်ကမွေးနေ့လည်းနေရောပဲဆိုတော့ကျွန်တော်ကအဲ့တခြင်းလေးတပုတ်လုံးနေပါပြီဆိုတော့မကြခင်မှာအားလုံးကိုတော့ချပြပါမယ်ဆိုတော့အဲ့တခြင်းလေးကိုလည်းစောင့်ကြည့်ပေးပါအောင်အားပေးပေးပါအောင်လို့ Myanmar Star Bazaar